င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။မြဝတီဝော်လီလမ်းပိုင်းမှာစိတ်ကောင်းစီနေ KNL အကြားတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ပြပေးကြပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်မှာစစ်ကောင်စီတများဟာမြဝတီဝော်လီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန်ရည်မှန်းပြီးကရင်နယ်ကြားဆောင်တပ် BDF ရဲ့ပံမိုးကူညီမှုနဲ့ စစ်ကြောင်းထုတ်လာခဲ့ကြောင်းစစ်ရေးသတင်းများအရသိရှိရပါသည် အော်တိုဘလ15ရက်နေ့မနေ့ပိုင်းမှာအင်ဂျင်မြန်ရွာမှာအင်အားများပြားနဲ့တက်ဆွဲခဲ့ပြီးမင်းလက်ပင်ရွာဘက်သို့ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ KNL နဲ့ပူးပေါင်းတပ်များကအင်ဂျင်မြန်နဲ့မင်းလက်ပင်ကြားတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်များဟာမြောက်ပဒီမြို့အခြေဆိုင်ခြေလင်းတရင်295မှာလက်နက်ကြီးများမေဆိုင်တို့များနဲ့ပြစ်ကူပေးနေပြီးအင်ဂျင်မြန်ရှိတရုတ်ကြားဖြန့်ယုံနီးမှာစစ်ကြောင်းများကိုထပ်မံစုဖွဲ့လှုပ်ရှားနေကြောင်းထိုင်းနယ်ဇက်ရှိကြားဖြန့်လေကူးကိများကိုလည်းပိတ်ထားပြီး လမ်းပိုင်းဤမှာတွာလာသူများကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်းသိရှိရပါသည်။အော်တိုဝါလာ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်မြန်မာဘက်မှကြီးများထိုင်းနိုင်ငံဘက်သို့ကြားရောက်ပောက်ကွဲခဲ့ရာအဆအဦးတချို့ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြထားပြီးလက်ရှိအချိန်ထိထိုင်းဘက်မှထိခိုက်ဒဏ်ရာရှိသူမရှိသေးတော့လေထိုင်းစစ်တပ်ကနေဆက်တရှောင်းကင်းလှည့်စစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရှိရပါတယ်စစ်ကောင်စီတပ်များဟာ BGF ရဲ့စစ်ဝစ်စုံနဲ့ဒစိမ့်များကိုဝစ်စင်ကစစ်ကြောင်းထုတ်နေပြီး BGF တပ်ဖွဲ့များကလည်းစစ်ကောင်စီနဲ့အတူပါဝင်လှုပ်ရှားနေတယ်လို့သိရှိရပါတယ်တိုက်ပွဲများကြောင့်၄ကီကောမြို့တင်တဲ့နီနာရှိကျေးရွာရှိရာထပ်မင်းမှဒေသခံပြည်သူများဟာထိုင်းမြန်မာနယ်စပ်ရှိတောင်ရင်မြစ်ကမ်းပြည်သူထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ူသိရှိရပါတယ်ခင်ဗျာအရတော်မြို့နယ်တစ်ချိုရွာစာတင်ကျောင်းကိုစစ်တပ်လေးကြောင်းဘုံကျဲတိုက်ခိုက်ကလေးငယ်တူပါဝင်ပြည်သူ၅ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။အော်တိုဘလာ18ရက်နေ့မနက်09:43မိနစ်အချိန်ခန့်မှာအရတော်မြို့နယ်ရှိတစ်ချိုရွာစာတင်ကျောင်းဤကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေးရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်9နှစ်အရွယ်ကလေးငယ်တူပါဝင်ပြည်သူ၅ဦးခန့်သေဆုံးခဲ့ကြောင်းဒေသတဲ့ရင်များအရသိရှိရပါရစေ။ ထိခိုက်ဒဏ်ရာရရှိသူ10ဦးကျော်လေးရှိနေပြီးပြင်းထန်ဒဏ်ရာရရှိသူများကြောင့်တိုက်စုံးမှုထပ်မံတိုးလာနိုင်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ နက်တလင်းမြို့နယ်မှာစစ်ကောင်မရှင်တက်ကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ပဲခူးတိုင်းနက်တလင်းမြို့နယ်မှာကျေးရွာများကိုစစ်ကောင်မရှင်တက်ကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအယက်သားပြည်သူလေးဦးထိသေဆုံးခဲ့ရတယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်။အော်တိုဝါလာ16ရက်နေ့ညနေ6နာရီခွဲခန့်မှာမကြီးပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်မရှင်တက်ကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတူသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ်လို့ဆိုပါတယ်။အလားတူအော်တိုဘာလ18ရက်နေ့မွန်လယ်ပိုင်းမှာတောင်ညိုစဲအနီးတစ်ဝိုက်ကကျွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစက်တက်လေးဒီများနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဘုံဒီကြရောက်ပောက်ကွဲမှုကြောင့်တင်မောခြေတိုင်းကျွာဘုံကြီးချောင်းထိမှန်ပျက်စီးခဲ့ပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနှစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မရင်ကျွာစာတင်ချောင်းကိုလည်းဘုံဒီကြရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၃ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ ထန်တော်ကျွော်ရနဲ့ကြက်ညူကျွော်တို့မှလည်းဘုံသီးကြရောက်ပောက်ခွဲမှုရှိခဲ့တယ်လို့သိရပြီးထိခိုက်မှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးပါဘူးအလားတူမွန်ပြည်နယ်ကြိုက်ထူမြို့နယ်ကြောက်ဖြာကျွော်ကိုလည်းအော်တိုဘလာ18ရက်နေ့မနက်09:40မိနစ်အချိန်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ဆလဘီလိုက်ဇာမြို့မှာစိတ်ကောင်းစီရဲ့အသေးကန် drone နဲ့တိုက်ခိုက်မှုကြောင့်ဈေးတယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါတယ်။လိုက်စာမျိုးရှိကုံစိမ့်စေးတဲ့မှာအော်တိုဘလ16ရက်နေ့ည7:50ဝန်းကျင်ခန့်ကဒရုန်းပုံတလုံးကြားရောက်ပောက်ကွဲခဲ့ရာဈေးဆိုင်မှာအိတ်နေတဲ့တရုတ်နိုင်ငံသားလင်မယားနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကချင်စည်ရေးသတင်းများအရသိရှိရပါတယ်။ဆိုင်ငန်းနာမှာဘုံကြားရောက်ပောက်ကွဲမှုကြောင်းညအိတ်နေတဲ့တရုတ်လင်မယားနှုတ်ထိသွားတယ်လို့သိရှိရပါတယ်။ ဒါပြင်ဈေးဆိုင်တို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဟိုမင်းကျေးရွာကိုစစ်ကောင်မရှင်ကပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးသေဆုံးခဲ့တဲ့တဲ့ငကိုတင်ပြပေးကြပါရစေ။ရှမ်းပြည်မြောက်ပိုင်း PSLF TNLA တပ်မဟာကိုထိန်းချုပ်နေပြီးနမ်ချန်မျိုးနဲ့ဟိုမင်းကျေးရွာကိုစစ်ကောင်မရှင်တပ်ကပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ PSLF TNLA ကတရင်ထုတ်ပြန်ထားပါရစေ။အော်တိုဘားလာ18ရက်နေ့မနက်၈နာရီ30မိနစ်အချိန်မှာဟိုမင်းကျေးရွာကိုစစ်ကောင်မရှင်တပ်က ပေါင်900ဘုံနှလုံးတဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွင်အသက်15နှစ်အရွယ်ရှိကြတဲ့လွေးဆန္ဒဝင်လွေးစပိန်ညွန်းနဲ့အသက်55နှစ်အရွယ်ရှိ ဥက္ကွန်ွယ်တို့ပွဲချင်းပြီးတိုက်ဆုံသွားခဲ့တယ်လို့သိရှိရပါတယ်။ ဒါပြင်အသက်20အရွယ်ရှိတဲ့လူဦးနီလာကျော်နဲ့အသက်40အရွယ်ရှိဒေါ်အေဆွေတို့နှစ်ဦးလေးပုံစံထိမှန်တရားရရှိခဲ့ကနေအင်္ဂါလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အလားတူနတ်မတူမြို့နယ်ကိုလည်းစစ်ကောင်မရှင်တက်ကပေါင်း250ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီး၄ဦးထိမှန်တရားရရှိခဲ့ပြီးစာသင်ကျောင်းနှစ်ကျောင်းနဲ့ပြည်သူနေအိမ်ချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကောလင်းမောင်ဇနီးမောင်နှံသူကိုပြူစောတိအဖွဲ့ကဖမ်းဆီးပြည်စည်းများလူယူကဇနီးဖြစ်သူကိုအာဓမပြုကျင့်တပ်ဖြတ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ စကိုင်းတိုင်းကောင်းလင်းမြို့နယ်ညောင်ကုန်းကျေးရွာဘက်မှာဒဇယ်ဘက်ကိုကထိန်ခင်းရံသွားတဲ့ဇနီးမောင်နှံသူကိုပြူစောတိအဖွဲ့ကဖမ်းဆီးပြစ်စည်းများကိုလူရက်ခဲ့ကဇနီးဖြစ်သူကိုအာရမပြုကျင့်တပ်ဖြတ်ခဲ့တယ်လို့ကံဘလူခိုင်အမှတ်3 PDF တရင်ကထုတ်ပြန်ထားပါတယ်အော်တိုဘားလ16ရက်နေ့မနက်9:00နာရီခန့်မှာရွှေဘုံမြကြီးနားလမ်းပိုင်းပေါ်ရှိစပယ်နေသာပြူစောတိအထိုင်စခန်းမှာပြူစောတိများကကထိန်ခင်းရံသွားတဲ့ဦးကျော်မျိုးဒေါ်အေးမအူးဇနီးမောင်နှံတို့ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ် ထို့နောက်ဆွဲသည့်ပါရွှေစဲကျိုးနှစ်ကုန်တကြက်သားရွှေခဲတခဲငကက်တရံလက်ကောက်တကွင်းစုစုပေါင်းရွှေသုံးကြက်သားနဲ့ငွေသား9သိန်းပုံသုံးလုံးဆိုင်ကယ်တစီးတို့ကိုလူယူသွားခဲ့ကာမအေးမအူအားအတ္တမပြုကျင်ပြီးတက်ပြလိုက်တယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့ခင်မုန်းဖြစ်သူကပြောပါရယ်အလားတူအောက်တိုဘာလ23ရက်နေ့ကလေရွှေဘုံမတနိုင်ဘက်ကိုထွက်လာတဲ့အန်စာတုံးကားတစီးပေါ်မှာလူငယ်ကိုဦးကိုအဆိုပါစပယ်နဲ့တောင်ပြူစောတိစကန်းကမတရားပေါ်တာဆွဲဖမ်းဆီးထားတယ်လို့သိရှိရပါရယ် တို့ဖြစ်ပါ၍ပြည်သူများအနေနဲ့ခီးသွားလာရမှာစစ်ကောင်မရှင်တက်စကန်များရှိရာနေရာများကိုတတိပြုရှောင်ရှားသွားလာကြဖို့ကမ်ဘလူ KI အမှတ်3 PDF တရင်ကအသိပေးထားပါရခင်ဗျာ ဆက်လက်ပြီးမြင်းကြံခရိုင်ပကဖအချုပ်ခန်းကနေထွက်ပြေးခဲ့တဲ့သူတွေတဲကရှေးဦးကို0ပျောက်ချအဖွဲမှပြန်လည်ဖမ်းဆီးရမိခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။မန္တလေးတိုင်းမြင်းကြံခရိုင်ပကဖရဲ့အချုပ်ခန်းကနေအချုပ်သား30နီးပါးလက်နဲ့တချို့ယူဆောင်သွားကထွက်ပြေးမှုပြစ်ပွားခဲ့ပြီး၎င်းတို့ထဲမှရှေးဦးကို0ပျောက်ချတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘလာ16ရက်နေ့မှာမြင်းကြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေအချုပ်သား30ခန်းတနက်တွေယူဆောင်ကထွက်ပြေးသွားကြတယ်လို့ မြင်းကြံလူလူလှူရှားမှုကော်မတီကအသိပေးထားပါတယ်။ထွက်ပြေးသွားတဲ့အချုပ်သားတွေကအမျိုးသား9ယောက်နဲ့အမျိုးသမီး1ယောက်ကိုအော်တိုဘလာ18ရက်နေ့ဒီနေ့မှာ0ပျောက်ကြားတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့နဲ့အတူ AK တလက်၊ပစ္စတိုတလက်၊ကာဘိုင်တလက်နဲ့ဓားရှိတချောင်းတို့ကိုတင်စီရမိခဲ့ပြီး တက်ဆိုင်ရာတရင်ထံကိုလည်းတခါတည်းပြန်လည်အနှံငယ်တယ်လို့သိရှိရပါတယ်။လက်ရှိမှာမြင်းချံခရိုင်တွေကနှထိုးကြီးနဲ့မြင်းချံမြို့နယ်တွေမှာစစ်ကောင်မရှင်တက်ကောင်စစ်ကြောင်းထိုးတာမီးရှို့တာနဲ့ဒရုန်းလေကြောင်းပုံးကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေပြီးတော်လှန်ရေးတပ်တွေနဲ့လည်းထိတွေ့တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှင်နဲ့ပရဲဖို့တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ຫນွေဦးလင်ပါ။